ရဂျီဖီစီမှုကနေရုံထွက်ခြင်းတင်ဘဝအတွက်လမ်းညွန်ပြည့်စုံ။ညာဘက်တွေမှာအိမ်မပြောပဲငွေရေးကြီးအတွက်အတွေးတွေနဲ့လုံးချလဲနိုင်နေတာမိတ်ဆွေတို့ရောက်တယ်မဟုတ်ပါဘူး။ဒရီမီတွေ၊ဘယ်တွေမလောင်းကားတွေပြက်ဖိုက်ဆန်းဒီပူတွေဟာလူတိုင်းနှီးပါကြုံမှုကြတဲ့ပြဿနာတွေပါ။ဒါပေမဲ့ဒီနေ့မှာတော့ဒီငွေကြေးဖီစီမှုတနေရတဲ့ကနေရုံထွက်နိုင်မယ့်နည်းလမ်းတွေကိုကျွန်တော်တို့အတူရှာဖွေသွားကြပါမယ်။သိအေးချမ်းသာစွာနဲ့ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ဖို့ ဝေကြီးနဲ့ပတ်သက်တဲ့အနာဂတ်ကိုယုံကြည်မှုအပြည့်နဲ့တည်ဆောက်နိုင်ဖို့ဒီဗီဒီယိုလေးကမိစေတို့အတွက်အဖိုးတန်လမ်းညွှန်တစ်ခုဖြစ်စေမှာပါဝေကြီးဖြစ်စီမှုဆိုတာပါလေရိုးရိုးပြောရမယ်ဆိုရင်ဝေရေးကြီးရဲ့အခြေအနေကြောင့်စိတ်ပူပန်တာစိတ်ဖြစ်စီရာစိတ်မချမ်းမသာဖြစ်တာတွေကိုခေါ်တာပါပညာရေးဌာနရဲ့အဆိုအရဆိုရင်တော့ငွေကြေးဖြစ်စီမှုဆိုတာငွေကြေးမလုံလောက်မှုကြောင့်အခြေခံလိုအပ်ချက်တွေကိုမဖြည့်ဆည်းနိုင်ပဲအခက်အခဲကိုဆုလို့တာပါဒီဒိဋ္ဌိပဲဖွဲ့ဆိုချက်က ဝေဂျေးပီစီမူဟာအခြေခံတဝဲချက်တွေကိုမတက်နိုင်တဲ့အခြေအနေနဲ့တိုင်းရဲသက်ဆိုင်တယ်လို့ပြသနေပါတယ်။ဒါဟာရေးကြည့်တဲ့ချက်တစ်ခုကိုဖော်ပြနေပါတာပါ။အဲအေယာမဲနိုင်ခြင်းမြင့်တက်စေပြီးတော့လူတဦးတဦးချင်းစီရဲ့ကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာဒုက္ခချမ်းသာကိုထိခိုက်စေနိုင်ပါတယ်။ Financial Health Institute ကတော့ဝေဂျေးပီစီမူတွေဟာမှုတွေဟာဒါမှမဟုတ်စီးပွားရေးအခြေအနေကြောင့်စိတ် ပူပန်မှုစိတ်ဖိစီးမှုဒါမှမဟုတ်ရှားပါမှုခံစားချက်တွေကိုဖြစ်ပေါ်စေပြီးခန္ဓာကိုယ်ရဲ့ဖိစီးမှုတုံ့ပြန်မှုတွေနဲ့တွဲပါလာတတ်တဲ့အန္တရာယ်တွေကိုဖော်ပြထားပါတယ်။ခန္ဓာကိုယ်ရဲ့ဖိစီးမှုတုံ့ပြန်မှုဆိုတဲ့စကားလုံးဝအကြောင်းရင်းနဲ့အကျိုးဆက်နွယ်မှုကိုပြောပြနေပါတယ်။ငွေကြေးဆိုင်ရာဆိုးရဲ့ပူပန်မှုတွေဒါခန္ဓာကိုယ်ရဲ့ဖိစီးမှုရန်ရည်တွေကိုအသက်သွင်းလိုက်ပါတယ်။ဒါဟာငွေကြေးဖိစီးမှုဟာနာတာရှည်ဖြစ်လာလေရည်ရှည်ချမ်းမာရေးအတွက် ကျေပြန့်နဲ့တက်ရောက်မှုတွေရှိနိုင်တဲ့ဆိုတာကိုဆိုလိုတာပါကမ်တော်ကောင်းကတော့ငွေချေးဖိစီးမှုဆိုတာငွေရေးချေးရေးမတိကျမှုတွေတက်ခက်ခဲတွေနဲ့ရေဆိုင်ရတဲ့အခါမှာဖြစ်ပေါ်လာတဲ့စိတ်ဖိစီးမှုတွေစိုးရိမ်ပူပန်မှုတွေနဲ့ကိုယ့်ရဲ့လိုအပ်ချက်တွေကိုဖိစီးနိုင်ဖို့ပိုင်ဆံမလောင်းမှာကိုကြောင်းရွံ့တဲ့ခံစားချက်ဖြစ်တယ်လို့ဆိုလိုပါတယ်မတိကျမှုနဲ့မလောင်းမှာကို ကြောက်ယူခြင်းဆိုတဲ့စကားလုံးတွေကအနာဂတ်မှာငွေရေးကြေးပြဿနာတွေဖြစ်လာနိုင်တယ်ဆိုတဲ့အတွေးကလက်ရှိအခက်အခဲတွေလိုပဲစိတ်ဖိစီးမှုဖြစ်စေနိုင်တယ်ဆိုတော့ကိုလည်းညံပြထားပါတယ်။ဒါပြင်ငွေကြေးအခြေအနေကတကယ်တမ်းမဆိုးဝါးရရင်တော့မလောက်ငှဘူးလို့ထင်မြင်တဲ့ခံစားချက်ကစိတ်ဖိစီးမှုကိုဖြစ်ပေါ်စေနိုင်တယ်လို့လည်းဆိုလိုပါတယ်။ US Bank ကငွေကြေးဖိစီးမှုဟာငွေကြေးနဲ့ပတ်သက်တဲ့စိုးရိမ်ပုံမှန်ကနေ ဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုအခြေအနေတစ်ခုဖြစ်ပြီးတော့ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုတွေနဲ့တွဲပါလာတတ်တယ်ဆိုတဲ့အထိပယ်ကိုဖွင့်ဆိုထားပါတယ်။ဒါဆက်ရဲ့ခန္ဓာကိုယ်ဆက်သွယ်မှုကိုအားဖြည့်ပေးထားပြီးဝေယျကြီးဆိုင်ရာဆုံးရပူပန်မှုတွေရရုပ်ပိုင်းဆိုင်ရာဖိစီးမှုကိုဖြစ်စေတဲ့ဆိုတဲ့အကြောင်းရင်းနဲ့အကျိုးဆက်တွေကိုဆက်သွယ်ဖို့ကိုဖော်ပြထားပါတယ်။ဒီလိုစိတ်ပိုင်းဆိုင်ရာအရင်းမြစ်တွေကိုကင်ထွယ်ပြေရှင်းခြင်းကရုပ်ပိုင်းဆိုင်ရာအကျမ်းမာရေးအတွက်အကျိုးရှိစေနိုင်တဲ့ဆိုတဲ့ကျေပြန့်တဲ့တည်ရမှုရှိပါတယ်။ အာ lifeline australia ကတော့ငွေကြေးဖြည့်ဆည်းမှုဆိုတာလူတယောက်ရဲ့ငွေရေးကြေးပြချင်းနေတဲ့ကြောင့်ခန်းစားရတဲ့ဘလို့စိတ်ဖြည့်ဆည်းမှုမျိုးကိုမဆိုပါဝင်ပြီးနေ့စဉ်အသုံးစရိတ်ခက်ခဲချင်းငွေနဲ့အကျိုးရေးဝယ်ကပ်ပြဆက်မှုတွေပြသွားတာမမျော်လင့်ထားတဲ့အသုံးစရိတ်တွေကိုကာမီအာလုတ်တာတွေစသည်လို့ပါဝင်နေလို့အချင်းချုပ်ဖော်ပြထားပါတယ်ဒီကျေပြန့်တဲ့အိပယ်ဖွဲ့ဆိုချက်ရငွေကြေးဖြည့်ဆည်းမှုဟာအလို့အမင်းစင်းရွမ်းပါမှု ါမှမဟုတ်အကျွေးတွေအများကြီးတင်နေတာမျိုးမှာပဲဖြစ်တာမဟုတ်ပဲဘလုံးငွေရေးကြီးအခက်အခဲမျိုးကိုမဆိုကြုံတွေ့နေရတဲ့အတိုင်းမှာဖြစ်နိုင်တယ်ဆိုတာကိုပြသပေးထားပါတယ်။ဒါဟာပြည်သက်အများစုအတွက်သက်ဆိုင်တဲ့အကြောင်းရင်းတစ်ခုဖြစ်စေပြီးပုံမှုကျပြက်နဲ့မိတ်ဆွေတို့အတွက်သင်ဝန်စားစေနိုင်ပါတယ်။ဒီပြဿနာကဘလောက်တော့ဖြစ်များလဲ CNBC နဲ့စာပေ Monkey တို့ရဲ့လေးလာမှုတွေရ ဗရီယန်နိုင်ငံသား84ရာခိုင်နှုန်းကငွေရေးကြေးကြောင့်စိတ်ဖိစီးမှုခံစားနေရပါတယ်61ရာခိုင်နှုန်းကတော့လာစာတလလာစာနဲ့တလအနိုင်အနိုင်ရက်တည်နေရတယ်လို့ဆိုလိုကြပါတယ်ဒီလိုငွေကြေးဖိစီးမှုခံစားနေရသူတွေနဲ့လာစာတလနဲ့တလအနိုင်အနိုင်ရက်တည်နေသူရဲ့ရာခိုင်နှုန်းမြင့်မားမှုဟာလူဦးရေရဲ့သိတာထင်ရှားတဲ့အစိပ်ပိုင်းတို့ဒီဝိုင်းပတိကျမှုဒါမှမဟုတ်လူမှုရေးစရိတ်မြင့်တက်မှု ဝင်ငွေထပ်ပုံမှုမြန်ဆန်နေတဲ့ဆိုတဲ့အလားအလာရှိတဲ့ဒန်းကြောင်တစ်ခုကိုညွန်ပြနေပါတယ်လိလာမှုတွေအရလူများစုဟာဘဝမှာအနည်းဆုံးတစ်ချိန်တော့ငွေကြေးဖီစီမှုကြုံတွေ့ရတတ်တယ်လို့ဆိုလိုပါတယ်ဒီလိုပုံမှန်ဖြစ်နေခြင်းကငွေကြေးဖီစီမှုဟာအခြားဘဝမှာကြုံတွေ့ရတဲ့ဖီစီမှုတွေလိုပဲဒါမှလူအတွေ့အကြုံဖြစ်တဲ့ဆိုတဲ့ကိုညွန်ပြနေတယ်ဒါပြင်အကူအညီချပွေခြင်းနဲ့ဖြည့်ရှင်းနည်းတွေဟာ ရပူချင်းရပုံမှန်ဖြစ်ပြီးတော့ချမ်းမာတဲ့သုံးပြန်မှုဆွေးတက်ဆိုတာကိုလည်းဆိုလိုပါတယ်။ဒါဟာဘဏ်အကောင့်ထဲကကဏ္ဍနေအကြောင်းသက်သက်မဟုတ်ပါဘူး။ငွေကြေးဖြစ်စည်းမှုကမိတ်ဆွေရဲ့စိတ်ချမ်းမာရေး၊ရုပ်ပိုင်းဆိုင်ရာချမ်းမာရေး၊လူမှုဆက်ဆံရေးနဲ့ဘဝရဲ့အရေးအတွေးအားလုံးကိုတိတိတတ်တတ်ထိခိုက်စေနိုင်ပါတယ်။ငွေကြေးဖြစ်စည်းမှုကဘလို့များတန်ရမှုရှိလဲ။နှောင်းရဲ့စိတ်ခံစားမှုခန္ဓာကိုယ်နဲ့ပြုမှုတွေကိုဘလို့ထိခိုက်စေနိုင်တယ်လဲ။စိတ်ပိုင်းအစားမှုစိတ်ပူပန်မှု နောက်လာမဲ့ဘေးအတွက်စိတ်ပူတာမမြုံလင့်ထားတဲ့အတုံးစရိတ်တွေကြောက်တာတွေဖြစ်လာနိုင်တယ်။ကိုယ်ရငွေရေးကြီးအခြေအနေကြောင့်ရှက်တာအပြစ်ရှိတယ်လို့ခံစားရတာတွေလည်းဖြစ်တတ်တယ်။မြုံလင့်ရမယ်တယ်လို့ခံစားရတာစိတ်တကြတာတွေဖြစ်နိုင်တယ်။သောသားထွက်တာစိတ်တူတာလည်းဖြစ်ပြီးတော့မိသားစုတငယ်ချင်းတွေနဲ့ဆက်ဆက်ရေးတွေကိုထိခိုက်စေနိုင်တယ်။ဝေကြီးဖြစ်စီမှုရဲ့စိတ်ပိုင်းဆိုင်ရာတက်ရောက်မှုဟာကြီးမာပြီးတော့စိတ်ကြယောဂလိုမျိုးပြင်းထန်တဲ့စိတ်ကြမ်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်တယ် ပြုတ်ပိုင်းဆိုင်ရာအိမ်မပြောတာအစားတော့ပြက်တာကိုလေးချိန်နေတက်လာတာကိုလေးချိန်နေကြဆင်းသွားတာမောပန်းလွေတာအိုင်းရင်ကုန်ခန်းတာကြက်သားတွေတင်းလာတာခေါင်းကိုက်တာအဆိုင်နဲ့ဦးလန်းချောင်းဆိုင်ရာပဿနာတွေလည်းဖြစ်လာနိုင်တယ်စိတ်နဲ့ခန္ဓာကိုယ်ကဆက်သွယ်မှုကငွေကြေးဖိစီးမှုမှာသိတာထင်ရှားပြီးကြာရှည်စိတ်ပင်ပန်းမှုတွေဟာရုပ်ပိုင်းဆိုင်ရာကျန်းမာရေးတွေကိုထိခိုက်စေတယ်လူမှုရေးရှောင်လာပတ်စံမရှိလို့ 哦，大妈们羡慕，我一件一件衫都够穿了，背对没破了，反正搞没事的。我刚呢，那件绿豆的，一夜乱穿到的，我一时话冻了，啊，衫到乱穿衫了，啷个衫漏的？还有蔬菜木没洗的，冬天怎么穿来呢？留的偏来嘛嘞？长了件呢，我刚呢，那件绿啊，那个得大呀，也是在露天阳里面，而且跟我一件一件衫都够不收水的，咱俩来在哪嘛嘞？ ဝေကြီးဖြစ်စီမှုကဘာတွေဖြစ်စီလာတဲ့လူတိုင်းလေးပါကြုံရတဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်။ဘူပိုင်မူရေးကြီးအခက်ခဲတွေခရီးကန်ကျွေးမိကျောင်းလာကချင်းငွေဒေကူတာစရိတ်အိမ်ရန်ချင်းငွေစတာတွေကလူအများစုအတွက်အဓိကဖြစ်စီမှုဖြစ်စီတဲ့အရာတွေပါ။အရင်အမြင့်အများပြားမှာကျွေးမိကိုအဓိကကဖြစ်စီမှုဖြစ်စီတဲ့အရာဖြစ် ထက်ခတ်တလဲနဲ့ဖော်ပြထားတာဟာအကျွေးတင်ခြင်းနဲ့ငွေကြေးဆိုင်ရာစိုးရိမ်ပူပန်မှု ကြားမှာခိုင်မာတဲ့ဆက်နွယ်မှုကြည့်တယ်ဆိုတော့ဖော်ပြနေပါလေ။မိစေအတုံးစရိတ်တွေမကမိတာအခြေခံလိုအပ်ချက်တွေကိုမဖြည့်ဆည်းနိုင်တာကဝင်ငွေနဲ့အတုံးစရိတ်မမျှတာကိုပြတ်သားနေတာပါ။အရေးပေါ်အတုံးစရိတ်အတွက်ငွေမရှိတဲ့ဟာမမျှော်နှစ်ထားတဲ့အတုံးစရိတ်တွေပေါ်လာလေအခက်အခဲဖြစ်စေနိုင်တယ်။ဝေးကြီးဆိုင်ရာအကောက်မရှိတဲ့ဟာမမျှော်နှစ်ထားတဲ့ဖြစ်ပျက်တွေကိုထိခိုက်လွယ်စေပြီးတော့ တို့ရဲ့ပြည်ဝင်မှုတွေကိုမြေတန်းစေနိုင်တယ်။အလုံးလက်မဖြစ်ခြင်းတော့မဝင်ဝင်နေခြင်း။ဝေးကြီးတာဝန်တွေကိုမထမ်းဆောင်နိုင်တော့ပဲ။သိမ့်ပြီးစည်းမှုတွေများလာတယ်။ဝင်ဝင်မတည်ငြိမ်မှုတွေဟာဝေးကြီးတာဝန်တွေကိုထမ်းဆောင်နိုင်မှုအပေါ်မတည်ချမှုတွေဖြစ်ပေါ်စေပါတယ်။ဝင်ကြီးစီမံမှုညက်ဖြစ်ခြင်းဘတ်ဂျက်မရှိတာ။ဝေးကြီးဆိုင်ရာဗဟုသုတနည်းပါးတာတွေဟာဝေးကြီးဖြစ်စီမှုကိုဖြစ်စေတယ်။ဝေးကြီးဆိုင်ရာဗဟုသုတနည်းပါးခြင်းဟာဝေးကြီးဆိုင်ရာဆုံးဖြတ်ချက်တွေကိုမှားယွင်းစေပြီးတော့ ိတ်ချုံထွေးမှုတွေကိုလည်းဖြစ်စေနိုင်တယ်။မမြွန်လေးနဲ့အသုံးစရိတ်တွေဥမာကားပြင်းတာ၊အိမ်ပြင်းတာ။ဒီကုစရိတ်စတာတွေဟာဘလောက်ပဲသေချာစီစဉ်ထားပါစေ။ဝေးကြီးကြီးထိခိုက်စေနိုင်တယ်။ဒီလိုအသုံးစရိတ်တွေမခံနိုင်နိုင်တာဟာဝေးကြီးဆိုင်ရာဆိုးရိမ်ပူမှန်မှုကိုတိတိတတ်တာဖြစ်စေပါတဲ့။လူမီမှုပေါ်ကရွေးချယ်မှုပိုက်ဆက်အလွန်ကျုံတော့တာဝင်ဝီထွက်။ဖန်ဝီကိုပုံများနေတာ။ ဝေကြီးဖြစ်စီမှုတန်လျာကိုဖြစ်စေနိုင်တဲ့ဝင်ငွေနဲ့အသုံးစိမ်ဖမ်းမရတာမှာအခြေခံမညီမျှမှုကိုဖြစ်စေတဲ့ကိုပါငွေကြီးဆိုင်ရာ CPC မှု ဖြစ်စေတဲ့အရာအများစုကအချင်းချင်းဆက်ဆံနေပါလေဥပမာအရေးပေါ်အသုံးစိမ်အတွက်ငွေမရှိတာမမျော်လင့်ထားတဲ့အသုံးစိမ်တွေဖြစ်ပေါ်လာတဲ့အလွယ်တကူအကျွေးတင်သွားစေနိုင်ပါလေပြပစည်းပွားရေးခြေနေများလူနေမှုစရိတ်မြင့်တက်လာစေပြီးတော့အခြေခံလိုအပ်ချက်တွေကိုမမတက်နိုင်တော့ဘူးငွေကြီးဖောင်းပွားမှုဟာ ဝယ်ယူနိုင်စွာကိုရောချစေပါလေ။ဒီဝိုင်းကြဆင်းမှုအလောက်ကံမတည်ငြိမ်မှုနဲ့ဈေးကွက်မတည်ငြိမ်မှုတွေကိုဖြစ်စေပြီးတော့ဝယ်ရေးကြီးဆိုင်ရာဆုံးရမှုတွေကိုပြန်နှံ့လာစေပါနဲ့။စီးပွားရေးမတည်ကြမှုဟာကြောင်းရမှုတွေကိုဖြစ်စေပါနဲ့။ချင်းငွေနဲ့အရန်ချင်းငွေလိုမျိုးအကျိုးတွေကိုစီမံခန့်ခွဲရတာပိုခက်ခဲစေတယ်။ချင်းငွေရယူဖို့အကုန်ရစနစ်မြင့်တက်လာခြင်းရဲ့အိမ်အောင်စုဘတ်ဂျက်တွေကိုဖိစီးစေနိုင်ပါလေ။ငွေကြေးပစ္စည်းမှုဟာအမြဲတမ်းကိုယ်မှရွေးချယ်မှုကြီးကြောင်မဟုတ်ပါဘူ ပြင်ပစည်းပွားရဲ့ခြေနေတွေရတယ်ရေးပါတဲ့ခန်းကကဏ္ဍနေပြီးတော့ပါဝင်နေပြီးတော့ဝေကြီးစီပံခံွယ်မှုကောင်းမှုတွေကိုပါထိခိုက်စေနိုင်ပါတယ်။အဝမှာကြုံတွေ့ရနိုင်တဲ့အပြောင်းလဲတွေဥမာလက်ထက်ချင်းတဲ့မိသားစုစတဲ့တွေဝေကြီးကြီးတွေတာဝန်တွေပုံများလာတဲ့ဝေကြီးတွေပေါင်းစည်းပြီးတော့တာဝန်တွေခွင့်ယူရတာဝေကြီးကြီးစိတ်ဖြစ်စီမှုအသက်အသက်တွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ခလေးရလာခြင်းခလေးပြုစုပြူထောင်ရေးစရိတ်တွေအများကြီးရှိတယ် အလေးပြုစုပြုထောင်ခြင်းရဲ့ငွေကြေးဆိုင်ရာဝတ်တဝတ်ပေါ်တဲ့ရည်ရှင်ငွေကြေးဖိစီးမှုရဲ့အဓိကအရင်းမြစ်ဒေတာကတစ်ခု ဖြစ်လာခဲ့တယ်။ဝါရှင်းပြည်စည်းခြင်းဝေးကြီးအခြေအနေပြန်လည်ဖွဲ့စည်းရပြီးတော့ဝင်ငွေလျှော့သွားနိုင်တယ်။ပိုင်ဆံမှုတွေခေါ်ဝေးခြင်းနဲ့အင်နောင်စုဝင်ငွေရောက်နေသွားနိုင်ကြဟာတိတာထေရှားတဲ့ငွေကြေးဆိုင်ရာမတည်ငြိမ်မှုတွေကိုဖြစ်စေနိုင်တယ်။လူတို့ရဲ့ဆောင်ရှောက်မှုနဲ့ပတ်သက်တဲ့ငွေကြေးဆိုင်ရာဝတ်တဝတ်ပေါ်တွေရှိလာနိုင်တဲ့တက်ကြီးရွယ်အိုမိပါတွေကိုပြည့်စုံဆောက်ဆောင်ခြင်းရဲ့ တာဝန်ယူမှုကိုမြင့်တက်လာခြင်းမမြုံလင့်ထားတဲ့ငွေကြေးဆိုင်ရာလိုအပ်ချက်တွေကိုဖြစ်ပေါ်စေနိုင်တယ်။နေရပြောင်းရွှေ့ခြင်းပြောင်းရွှေ့စရိတ်တွေကြောင့်ငွေကြေးဖိစီးမှုဖြစ်နိုင်တယ်။ပြောင်းရွှေ့ခြင်းရဲ့ကုန်ကျစရိတ်အခဏတငွေကြေးဖိစီးမှုကိုဖြစ်စေနိုင်တယ်။ဘဝမှာကြုံတွေ့ရတဲ့အောင်းနဲ့အပြောင်းလဲတွေမှာတော့ငွေကြေးဖိစီးမှုဖြစ်နိုင်တာကိုတွေ့ရတယ်။ဒါကြောင့်အရေးကြီးတဲ့ပြောင်းလဲတွေမှာငွေကြေးရေးကိုကျူတင်စီမံထားဖို့လိုအပ်ပါတယ်။ကဲအခုထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးများဟိတ်တင်ပါတယ်။ ခုလိုပြောသွားတဲ့အကြောင်းအရာလေးကိုနှစ်သက်တဲ့ဆိုရင် like and subscribe လေးလုပ်ခဲ့ပေးဖို့မမေ့ပါနဲ့ channel လေးကိုလည်း subscribe လုပ်ထားခြင်းအပြင်နောက်ထပ်ဗဟုသုတရရှိမဲ့ topic လေးတွေကိုအမြဲတမ်းကြည့်ရှုနိုင်ပါပါဝင်ချင်းဖြစ်စီမှုကိုဖြေရှင်းနိုင်ပါတွေကောင်းလာမလဲဘန်အကောင့်လေးကပတ်စံအပြည့်တခြားပါတွေချိုးရှိမယ်အဲစိတ်ချမ်းသာရေးပုံမကောင်းလာတယ်စိတ်ပူပန်မှုတွေလျော့နေလာမယ်စိတ်ကြယောဂါတွေတက်တာလာမယ်အိပ်ပျော်လာမယ်အယုံဆူးဆိုင်မှုပုံမကောင်းလာမယ် ဝေကြီးဆိုင်ရာဒုက္ခချမ်းသာနဲ့စိတ်ချမ်းသာရေးကိုတိုးတက်မှုကြောင့်အပြုသဘောဆောင်တဲ့ဆက်သွယ်မှုတွေရှိတာကိုပြသနေပါတယ်။နောက်ပိုင်းဆိုင်ရာချမ်းသာရေးပိုကောင်းလာတဲ့စိတ်ဖိစီးမှုတွေလျှော်နေသွားတဲ့အခါမှာအိပ်ပျော်လာမယ်။အစားတောင့်မှန်လာမယ်။ခေါင်းကိုက်တာမရှိတော့ဘူး။အစာအိမ်နဲ့ဥရန်ကြောက်ပြဿနာတွေတွေးတိုးတာနှလုံးရောဂါစသည်လိုဖြစ်နိုင်ခြင်းလျော်နေသွားမယ်။ဝေကြီးတည်ငြိမ်မှုနဲ့ရုပ်ပိုင်းဆိုင်ရာချမ်းသာရေးပိုမှုကောင်းမှုကြားကဆက်သွယ်မှုအရာဝေကြီးဆိုင်ရာဒုက္ခချမ်းသာဟာ ပစ္စည်းမှုနဲ့ဆက်စပ်တဲ့ယောဂမျိုးမျိုးကိုကာကွယ်နိုင်တဲ့အစီအမံတစ်ခုဖြစ်တဲ့ဆိုတော့ညွှန်ပြနေတယ်။ပိုက်ဆံကြောင့်စကားများလာပြီးလျှော်လင်းလာမယ်။ယုံကြည်မှုပုံမရှိလာမယ်။မိသားစုတရားရမှုပုံမရှိလာမယ်။ဝေကြီးဆိုင်ရာပွင့်လင်းမြင်သာမှုနဲ့ပေါင်းစပ်ဆောင်ရွက်မှုတွေဟာပုံမကောင်းပုံနဲ့ဆက်သက်ရေးကိုယုံကြည်မှုတွေကိုတည်ဆောက်ပေးနိုင်တယ်။ဘဝမှာပျော်ရွှင်လာတဲ့ဝေကြီးလုံခြုံမှုရှိလာတဲ့အခါမှာစိတ်လွတ်လပ်လို့ပျော်နိုင်တယ်။ကိုယ့်ရဲ့ညီမန်းချက်တွေကိုလည်းအကောင်းအထည်ဖော်နိုင်မယ်။အနာဂတ်အတွက် စ်ပူပန်စရာလည်းမလိုတော့ဘူး။ဝင်ရေးကြီးဆိုင်ရာဒုက္ခချမ်းသာဟာလူတဦးတယောက်ချင်းစီရဲ့ပူပန်ဆန်းဆောင်ရင်းတွေကိုမြင့်တင်ပေးတယ်။ဝင်ရေးပြည်စည်းမှုကိုမရှင်းရှင်းနဲ့ထားလိုက်ပါရင်ဖြစ်နိုင်လေ။စိတ်ချမ်းသာရင်ပုံမဆိုးရွာလာခြင်းစစ်ပူပန်မှုစိတ်ကြယောဂါခိလန်ချောင်းလန်ခြင်းနဲ့ကိုယ့်ကိုယ်ကိုကိုယ်ဆိုင်လုပ်ခြင်းနဲ့တွေးတတိဖြစ်လာနိုင်တယ်။ပြင်းထန်တဲ့စိတ်ချမ်းသာရဲ့အကျိုးဆက်တွေဖြစ်နိုင်ကြဟာ။ ဝေကြီးဖြစ်မှုကိုချိန်မီကိုင်းတဲ့ဖြေရှင်းမှုအလိုရေးကြီးတဲ့ဆိုတော့ကိုမင်းမောင်တို့ပြသနေပါတယ်။ရုပ်ပိုင်းဆိုင်ရာကျမ်းမာရေးယူရင်းလာကြည့်။နာတာရှိယောဂါဖြစ်ပစီမှုတွေဟာရုပ်ပိုင်းဆိုင်ရာကျမ်းမာရေးပြဿနာအမျိုးမျိုးကိုဖြစ်စေနိုင်တယ်။ခုခံဟာစနစ်ကိုအားနည်းစေပြီးတော့ပြင်ထန်တဲ့ယောဂါတွေဖြစ်နိုင်ခြင်းကိုမြင့်တက်စေလာနိုင်တယ်။ငါရှိငွေကြီးဖြစ်မှုနဲ့ခုခံအားစနစ်ကြာစင်မှုအဆက်သွယ်မှုတွေဟာတည်တာထင်ရှားတဲ့ရေရှည်ကျမ်းမာရေးအခန်းခေတ် အနေရည်လေးကိုမိမောင်းထိုးပြနိုင်တယ်။လူမှုဆက်ဆံရေးထိခိုက်ခြင်းပတ်စံကြောင့်မိသားစုတငယ်ချင်းတွေနဲ့စကားများတာ၊ရှက်လို့၊မမှမဟုတ်ပတ်စံမရှိလို့လူမှုဆက်ဆံရေးကိုရှောင်တာထိကျန်တာတွေဖြစ်လာနိုင်တယ်။စိတ်ဖြစ်စည်းမှုကြောင့်ပတ်စံစုံကျသုံးမိတာဝန်ရေးချင်းရေးစီမံခန့်ခွဲမှုမှာအာရုံမဆိုင်နိုင်တဲ့တချင်းလိုအပ်ချက်တွေကိုဖြည့်ရှင်းဖို့အကျွေးတွေကိုထည့်ယူမိတာတွေဖြစ်နိုင်ပြီးတော့ပြဿနာကိုပိုဆိုးစေနိုင်ပါတယ်။သိရှုပ်ထွေးနေတဲ့အခါဆုံးဖြတ်ချက်မချနိုင်တဲ့သဘောဟာလိုအပ်တဲ့ခြေလမ်းတွေမလန်းနိုင်အောင်တားဆီးနိုင်ပါလေ ဝေကြီးဖြစ်စီမှုကိုကြော်လွားဖို့အတွက်ပထမဆုံးချီလန်းကတော့ကိုယ့်ရဲ့ပတ်စံဘယ်နေရာမှာတုံးနေရလဲဆိုတော့သိဖို့ပါဒါကြောင့်ဘတ်ဂျက်ဆိုတာလိုအပ်လာပါတယ်ဘတ်ဂျက်ဆိုတာကိုယ့်ရဲ့ဝင်ငွေကိုဘယ်လိုသုံးမလဲဘယ်လိုဆုမလဲဆိုတဲ့အစီအစဉ်တွေပါပဲဘတ်ဂျက်ရဲ့အကျိုးစီးစုများကိုယ့်ရဲ့ငွေရေးချေးရေးကိုထိကျုံနိုင်စားပုံမရှိရမယ်ပတ်စံဘယ်နေရာတွေကိုတုံးနေလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်ရပြီးတော့တည်တည်ချာချာစဉ်းစားဆုံးဖြတ်နိုင်ဘယ်နေရာတွေရှော့တုံးလို့ရမလဲဆိုတာကိုသိလာနိုင်မယ် စုဆောင်မှုဒါမှမဟုတ်အကျိုးဆက်ဖို့ပတ်စံဖို့ထွက်လာမယ်။ဝရေးကြီးကြီးနဲ့ပတ်သက်တဲ့စိတ်ဖြစ်စည်းမှုစိုးရပူမယ်မှုတွေလျှော့ချလာမယ်။ရည်သူရည်ရှိညီမချက်ပဲဖြစ်ဖြစ်ရည်ရှိညီမချက်ပဲဖြစ်ဖြစ်ငွေကြီးကြီးညီမချက်တွေပြင်ပြီးအကူအညီပေးနိုင်မယ်။အခြေအနေမတက်အောင်ကာကွယ်ပေးနိုင်ပြီးစီးပီးသားအကျိုးတွေကိုပြန်ဆက်ဖို့အကူအညီပေးမယ်။ဘတ်ဂျက်ကိုပုံမှန်လိုက်နာပြီးပေတွေကိုအချိန်မီပေးခြင်းကကုညံအကျွေးရယူနိုင်စွာ credit score ကိုတိုးတက်စေနိုင်ပါလေ ဒုတိယမှန်ခြင်းအဖြစ်ဘတ်ဂျက်ဟာကိုရေးကြီးဆိုင်ရာဆုံးဖြတ်ချက်တွေချရတဲ့စိတ်ပိုင်းဆိုင်ရာဝန်ထုတ်ဖွေဖို့ကို short ချပြီးတော့တခြားရေးကြီးတဲ့ကိစ္စတွေအတွက်စိတ်ဆွမ်းရင်တွေကိုအသုံးပြုစေနိုင်တယ်မိသားစုအတွက်ငွေရေးကြီးဆိုင်ရာဝင်လင်းမိသားမှုနဲ့ဘောရည်မှန်းချက်တွေကိုအားပေးခြင်းနဲ့ဆက်သွယ်ရေးနဲ့ပူးပေါင်းဆောင်ရွက်မှုကိုတိုးတက်စေနိုင်တယ်ဘတ်ဂျက်ရဲ့အခက်အခဲအချိန်ကုန်နိုင်တယ်အထူးသဖြင့်အစပိုင်းမှာဘတ်ဂျက်တစ်ခုဖန်တီးဖို့အတွက်စောင့်ကြည့်ဖို့အချိန်ယူရနိုင်ပါတယ်မှားရင်းတဲ့ခံမှန်းချက်တွေဖြစ်နိုင်တယ် ဘတ်ဂျက်တွေရအနာဂတ်ဝင်ငွေနဲ့အတုံးစရိတ်တွေကိုခံမှန်းရလာကြအခက်ခဲရှိနေပါလေချို့လူတွေကဘတ်ဂျက်တွေကိုကန့်သတ်ချက်လို့ခံစားရတယ်သူတို့ရအတုံးစရိတ်ရွေးချယ်မှုကိုကန့်သတ်ထားတယ်လို့လည်းခံစားရပါလေဘတ်ဂျက်တွေကမမျှော်လင့်ထားတဲ့အခြေအနေတို့အမြဲတမ်းထည့်သွင်းစစ်ဆေးထားတဲ့တော့မဟုတ်ပါဘူးမမျှော်လင့်ထားတဲ့ဖြစ်ပျက်တွေဖြစ်ပေါ်လာတဲ့အခါမှာပြင်ဆင်မှုတွေလုပ်ဖို့လိုအပ်ပါတယ်သေချာမစင်းစားမဲ့အကောင့်တွေပေါ်ရင်ဘတ်ဂျက်ဟာတစ်ခါတလေမစင်မခြင်းသုံးစွဲမှုကိုအပင်းလိုက်နေသုံးလိုက် ဟုတ်ရင်ဆုံးရှုံးသွားမယ်ဆိုတဲ့စိတ်ဓာတ်မျိုးဘတ်ဂျက်ရဲ့အားနည်းချက်လို့ထင်ရတဲ့အရာတွေမှန်ကန်တဲ့ချင်းကမှုနဲ့နီးလန့်တွေကိုတုံးပြီးရှင်းချနိုင်ပါတယ်။ဒါကြောင့်ကိုယ်နဲ့အစီအပြေနိုင်မဲ့နီးလန့်တွေကိုရှာဖွေဖို့အတွက်အရေးကြီးပါတယ်။ဘတ်ဂျက်ရည်ဆွယ်နေနီးလန့်များကိုယ့်ရဲ့ဝင်ငွေအားလုံးကိုချရေးပါ။ကိုယ့်ရဲ့အသုံးစရိတ်အားလုံးကိုတည်တည်ချာချာသတ်မှတ်ထားပါ။ကိုယ့်ရဲ့အသုံးစရိတ်တွေလိုအပ်ချက်မရှိမဖြစ်အသုံးစရိတ်နဲ့လိုချင်မှုမရှိမဖြစ်မဟုတ်တဲ့အရာတွေကိုဆိုပြီးခွဲကြပါ။ ဘယ်နေရာတွေရှော့သုံးလို့ရမလဲဆိုတာသိနိုင်ဖို့ပါ။ budget application တွေဒါမှမဟုတ် spreadsheet တွေကိုသုံးပြီးတော့ကိုယ့်ရဲ့ငွေရေးခြေရေးတွေကိုစနစ်တကျစီစဉ်ပါ။ကိုယ့်ရဲ့တိုးတက်မှုကိုခြေရကန်ပါ။90 30 20။နီလန်းတွေကိုစဉ်းစားပါ။ကိုယ့်ရဲ့ဝင်ငွေရဲ့90ရာခိုင်နှုန်းကိုလိုအပ်ချက်တွေအတွက်30ရာခိုင်နှုန်းကိုလိုချင်တဲ့တွေအတွက်20ရာခိုင်နှုန်းကိုစုဆောင်းငွေနဲ့အကျွေးဆက်ဖို့အတွက်ခေါ်ဝေပါ။ Car assistant, envelope system ကိုသုံးပါ။ အတူညီတဲ့အတူစက်ရဲ့အမျိုးအစားတန်ငွေသားလေးကိုခွဲဝေထားပြီးဆိုင်းတဲ့ထည့်ထားပါသတ်မှတ်ထားတဲ့ budget ထက်ပိုမသုံးမီအောင်ကူညီပေးနိုင်ပါတယ် zero based budgeting ကိုတုံးပါကိုယ့်ရဲ့ဝင်ကိုတစ်ချက်စင်းစီရဲ့သတ်မှတ်ထားတဲ့ရည်ရွယ်ချက်တစ်ခုတို့အတွက်ခွဲဝေပါကိုယ့်ရဲ့ဝင်ဝင်ထဲက300ကိုနှုတ်လိုက်ရင်ပုံညာဖြစ်ရမယ်ရိုးရိုးရှင်းရှင်းစတဲ့မှာတပတ်လောက်ကိုယ့်ရဲ့ဘတ်ဆန်လေးပဲနေရမှာတုံးလဲဆိုတော့ကိုအရင်ဖတ်ကြည့်ပါလူအများစုတဲ့ကျွေးဟာအဓိကစိတ်ပီစီမှုကိုဖြစ်စေနိုင်တဲ့အရာဖြစ်ပါတယ် အကျွေးတွေကိုစီမံခန့်ခွဲဖို့ချော့ချဖို့နီးလန်းတစ်ခု ရှိဖို့အရေးကြီးတာပါတယ်။အရင်ဆုံးကျွေးအနည်းဆုံးတွေကိုအရင်ဆက်ပါ။ကျန်တဲ့အကျွေးတွေကိုတော့အနည်းဆုံးပေးရမှာပမာဏကိုပဲပေးပါ။အကျွေးတွေမြန်မြန်ပြောင်းသွားတာကိုမြင်ရလားစိတ်တက်တကြွနိုင်ပါလေ။အတူနှုံအများဆုံးအကျွေးတွေကိုအရင်ဆုံးဆက်ပါ။ဒီရှိမှာတူနှုတ်ပေးရတာတတ်တာစေနိုင်ပါလေ။ဘယ်နည်းလမ်းကကိုယ့်ရဲ့စိတ်နေစိတ်ထားနဲ့ပိုခန့်ကြီးလဲဆိုတော့ကိုစဉ်းစားပါ။အကျွေးအများပြားကိုချင်းွေတစ်ခုတည်းအဖြစ်ပေါင်းလိုက်ပါ။ အတိုးနှုံးနေတော့နိုင်ပါလေပေးချင်မှုတွေကိုရိုရှင်းစေပြီးအတိုးပေးရတာတသက်စေနိုင်ပါလေအကျွေးမြင့်မြတ်ဆက်ပြီးအကျွေးရယူနိုင်စွာ credit score ကိုတိုးတက်လာစေနိုင်ပါလေဒါပေမဲ့အကျွေးစုပေါင်းဖို့အတွက်အကျွေးရယူနိုင်စွာ credit score ကောင်းဖို့လိုအပ်ပြီးကနဦးကုန်ကျစရိတ်တွေရှိနိုင်ပါလေ30ရဲ့အလေးထားတွေမပြင်ဆင်နေအကျွေးတွေထပ်ထပ်တက်လာနိုင်ခြင်းတရှိပြီးတော့ကြာရှည်ပြန်ဆက်ရတဲ့သက်တမ်းကြောင့်အတိုးပိုပေးရနိုင်ပါလေဒါကြောင့်ဘလို့ကြီး ုပေါင်းမှုမျိုးကိုမစိုးသေးချာစဉ်းစားထားဖို့ရည်ကြည်ထားပါတယ်။အတုံးလုံးမြင့်တဲ့ credit card အကျွေးတွေကိုအတုံးလုံးတက်တာလည်းကက်ဖြစ်ပြောင်းပြီးတော့အကျွေးတွေစုပေါင်းနိုင်ပါတယ်။အတုံးလုံးရှော့မေးဖို့ဒါမှမဟုတ်ပို့ပြီးတော့အဆင်ပြေနိုင်မဲ့ပေးချေမှုစီစဉ်တွေကိုလုပ်ဖို့ညှိနှိုင်းပါ။ကိုယ့်ရဲ့အခြေအနေတွေကိုရှင်းပြဖို့မကြောက်ပါနဲ့။လူတိုင်းအတွက်အဆင်ပြေနိုင်မဲ့ကျွေးစီမံခန့်ခွဲမှုနည်းလမ်းတွေဆိုတာမရှိပါဘူးအကောင်းဆုံးနည်းလမ်းကတော့လူတစ်ဦးတစ်ယောက်ချင်းစီရဲ့အခြေအနေ အကျွေးပမာဏအတိုးနှုံးနဲ့ငွေရေးကြေးစီမံချက်တွေပေါ်မှာမူတည်ပါလေ။အဲသုံးစရိတ်တွေကိုစီမံခန့်ခွဲတာအရေးကြီးတယ်လို့ဝင်ငွေတိုးအောင်လုပ်နိုင်တာနဲ့ငွေကြေးဖိစီးမှုကိုတည်တသာရွှေ့ချသေးနိုင်ပါလေ။လာစာတိုးတောင်းတာဒါမှမဟုတ်ရန်တို့တိုးဖို့ကြိုးစားတာအချိန်မှန်အလုပ်ဒါမှမဟုတ်ကိုပိုင်လှုပ်လေးတွေလှုပ်တာကိုယ့်ရဲ့အရေးချင်းတွေနဲ့စစ်ပါဝန်စားမှုရှိတဲ့ကန့်ညီတဲ့လုပ်တွေကိုရှာဖွေပါ။ကိုယ့်ရဲ့ဝါသနာတော့မဟုတ်အရေးချင်းတွေဖြစ်ငွေရှာပါ။ ဝင်ဝင်တိုးလာတဲ့ဝင်းကိုရဝန်သာဒါမှမဟုတ်ရင်ချင်းနဲ့ငွေရှာဖို့အတွက်ပြောချင်ပါလေဝင်ဆောင်မှုပေးတာဒါမှမဟုတ်လက်မှုပစ္စည်းတွေရောင်းတာမျိုးလုပ်နိုင်ပါလေမတုံးတော့တဲ့ပစ္စည်းတွေကို online မှာဒါမှမဟုတ်အတဲဆိုင်တွေမှာရောင်းတာဝင်ငွေတိုးလာတာဟာငွေကြေးဆိုင်ရဲ့လွတ်လပ်မှုကိုပိုရစေနိုင်ပါလေအကျွေးဆက်တန်းနဲ့စုဆောင်းလာတွေကိုမြန်ဆစေတယ်ငွေကြေးကြီးဆိုင်ရဲ့လုံခြုံမှုကိုပြိုးထိုးတက်စေပြီးတော့စိတ်ကျန်းမာရေးကိုပုံမှန်ကောင်းစေပါလေဝင်ငွေနည်းနည်းလေးတိုးလာတာတော့ကြီးမားတဲ့အပြောင်းအလဲတွေဖြစ်စေနိုင်တယ် ဒါပေမဲ့ဝင်ငွေတိုးလာတာကိုကောင်းလားမကောင်းလားဒီကြစီမမခပ်ပွဲနေပြီစိစိတ်ကစီမှုတွေပုံမများလာနိုင်ပြီးတော့အခြေခံ30ရိပ်ပြဿနာတွေမရှင်းပြင်းနိုင်မှုဆိုရယ်တတိပြုဖို့ရေးကြည့်ပါလေဝင်ဝင်တူးလာတာနဲ့ပြင်အ30ရိပ်တွေလည်းအလိုအလျောက်တူးလာတတ်တဲ့ lifestyle creep ကျင့်နေကြလည်းရှိတယ်ဒါကြောင့်ဝင်ဝင်တူးအောင်လုပ်တာဟာအကျေရေးဆွဲတာ30ရိပ်စီမံခံခွဲတာလည်းသူကအစားထိုးလှုပ်ဆောင်မှုမဟုတ်ပဲ ပြည့်စုံလုံဆောင်မှုတစ်ခုဖြစ်ရှုမြင်သင့်ပါတယ်။ဝေကြီးဖိစီးမှုကိုကြော်လွားဖို့အတွက်အရေးကြီးတဲ့စိတ်ပိုင်းတစ်ခုကတော့အရေးပေါ်ရောင်းဝယ်တည်ဆောက်ထားဖို့ပဲဖြစ်ပါတယ်။အရေးပေါ်ရောင်းဝယ်ဆိုတာမမျော်လင့်ထားတဲ့အသုံးစရိတ်တွေဒါမှမဟုတ်ငွေကြေးအရေးပေါ်အခြေအနေတွေအတွက်တည်တံ့ပေးထားတဲ့ငွေကြေးစုဆောင်မှုပါပဲ။အရေးပေါ်ရောင်းဝယ်ရဲ့အကျိုးကျေးဇူးတွေကတော့ဘာလဲဆိုစိတ်အင်းချမ်းမှုကိုရစေတဲ့အခက်အခဲတွေကြုံလာတဲ့အခါမှာအားကိုးစရာငွေကြေးတစ်ခုရှိတယ်ဆိုတဲ့အသည့်ကစိတ်သက်သာရန်ရစေတဲ့ အကျွေးနေမြကြီးမတင်အောင်ကာကွယ်ပေးတယ်။မမျော်လင့်ထားတဲ့30ရိတ်တိပိုလာတဲ့အခါမှာတူးနှုံမြင့်တဲ့ credit card တွေဒါမှမဟုတ်လမ်းစာထုတ်ချင်းငွေတွေကိုအားကိုးစရာမလိုတော့ပါဘူး။ဝေဒီမသေးကြမှုနဲ့ပတ်သက်တဲ့စိတ်ဖိစီးမှုတွေစိုးရိမ်ပူမှန်မှုတွေစီးတတ်တာချောချပေးတယ်။အငိမ့်စားယူဖို့စုဆောင်းထားတဲ့ငွေတွေကိုစောစောစီးစီးထုတ်သုံးရတယ်မှမဖြစ်အောင်ကာကွယ်ပေးတယ်။ဒါဟာရည်ရှင်မှဝေဒီဆိုင်ရာအကျိုးဆက်တွေရရှိစေနိုင်ပါတယ်။ဘဝမှာကြုံတွေ့ရတဲ့မမျော်လင့်ထားတဲ့ခက်ခဲတွေအတွက်ငွေကြေးဆိုင်ရာအကောင့်ကခုလိုသဘောထားပါ အရေးပေါ်ဉာဏ်မဝင်တိဆောက်ခြင်းရဲ့အခက်အခဲများဒီပိုင်းဆက်နေရာချမ်းနေရာမှာယဉ်နီးမြုံနယ်လို့မရပေမဲ့ဝင်ရေးဆောက်ရှုံးမှု opportunity cost ရှိလာနိုင်ပါတယ်။ဝင်ကြေးဖောင်းမမှုရဲ့တက်ရောက်မှုလည်းရှိနိုင်တယ်။ဒါပေမဲ့လူအများစုကတော့အရေးပေါ်ဉာဏ်မဝင်ရဲ့အကျိုးကျေးဇူးတွေကဒီအားနည်းချက်တွေထက်အများကြီးပိုပါတယ်။ဘလို့ပြီးဆောင်မလဲ။၃လစာကနေ၆လစာထိနေထိုင်မှုစရိတ်တွေကိုစုဆောင်းဖို့အတွက်ရှင်းမှတ်ထားပါ။နည်းနည်းချင်းစီစတင်ပါ။လစာတဲကနည်းနည်းစီဖဲထားပြီးတော့တဖြည်းဖြည်းတိုးသွားပါ။ ဥရဘန်ကောက်တဲ့ကနေပြီးတော့ရေးပေါ်ရန်ပုံငွေအကောင့်တဲကိုပုံမှန်ငွေလဲနိုင်အလိုလျောက်စနစ်အော်တိုမိတ်တက် transfer လေးပြုလုပ်ထားပါရေးပေါ်ရန်ပုံငွေကိုဒီကျအကောင့်တစ်ခုထားပါလိုအပ်တဲ့အခါမှာလွမ်းတကူထုတ်သုံးလို့ရမယ်အတူနှုံးမြင်တဲ့စုဆောင်းငွေအကောင့် high risk account အမမောဝေးစေးအကွန့် money market အကောင့်လိုမျိုးမှာထားပါတပတ်ကို2005 2005ကျန်လောက်ပဲစုနိုင်ရင်တော့ငွေကြီး လုံခြုံမှုစီကနေပြီးတော့သွားတဲ့လမ်းကြောင်းပေါ်ရောက်နိုင်ပါတယ်။အရေးပေါ်ပြန်မဝင်ဒီဆောင်ချင်းဟာဝေကြီးဆိုင်ရာခဏရေးရှိဖို့အခြေခံကြတဲ့ခြေလမ်းတစ်ခုဖြစ်ပြီးဘဝမှာမမျော်လင့်ထားတဲ့အခက်အခဲတွေကိုရင်ဆိုင်မှုအရေးကြီးတဲ့အကာအကွယ်တစ်ခုပေးစွမ်းနိုင်ပါတယ်။ဒါအပြင်ဝေကြီးဖြစ်စီမှုကိုတည်ပြတာရှင်းချစေနိုင်ပါလိမ့်။ဝိဇ္ဇပ္ပစီမှုကိုကြော်လာနိုင်လဲဆိုအာပို့ပြီးနားလဲစေဖို့တကယ်အတွေ့အကြုံလေးတွေပြောပြပေးခြင်းပါတယ် ဥမာအင်ဂျူတော်ဝန်ထမ်းတအူးဖြစ်တဲ့ Mr. AR ဂျောင်းလာကနဲ့ကျင်းဝင်တဲ့ခြားသုံးစည်းတွေကြောင့်အကျွေးတွေများကြီးတင်နေခဲ့ပါတယ်။သူဟာကိုပိုင်ဥပဒေကျိုးဆောင်ကော်မတီတစ်ခုစတင်ဖို့စွန့်စားခဲ့ပြီးတော့သူ့ရဲ့အင်ကိုရောင်းပြီးအင်ငါပြန်နေဖို့ခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုထားခဲ့ပါတယ်။ဒီလိုရဲရဲနဲ့ခြေလမ်းတွေကြောင့်သူ့ရဲ့အကျွေးများစုကိုဆက်နိုင်ခဲ့တယ်။နောက်တစ်ယောက် Mr. B ကကြာတော့သူ့ရဲ့ခင်မိုးဟာပေါင်းသသိန်းကျော် အကျွေးတွေအကျွေးစုပေါင်းခြင်းကိုယူပြီးတော့သေချာပတ်ဆက်ဆွဲကမလူအပ်တဲ့သုံးစရိတ်တွေအလုံးကိုဖျက်တောက်ခြင်းပြီးဖြည့်ရှင်းခဲ့တယ်။သူမကနည်းနည်းချင်းစီဆက်တာတော့အကျိုးရှိတယ်လို့အလေးပေးပြောကြခဲ့ပြီးသုံးနှစ်အတွင်းမှာအကျွေးအလုံးကိုကျင့်သွားခဲ့ပါလေ။မစ္စတာစီယာတော့ကွန်ရှင်းပြတ်ဆဲပြီးနောက်အကျွေးတွေတင်ခဲ့ပါတယ်။သူမဟာတုံးလုံးမြင့်တဲ့ credit card အကျွေးတွေကိုဥသာပြီးဆက်ခဲ့ပြီးတော့ TB အာကစားခန်းမှာဆက်တာတွေမျိုး မလိုအပ်တဲ့အရာတွေကိုဆွလုပ်ခဲ့တယ်။ဒါ့အပြင်အလွတ်တန်းစာရေးခြင်းကလည်းဝင်းဝေတိုးအောင်လုပ်ခဲ့ပြီးနောက်ဆုံးမှာတော့အကျိုးတွေအားလုံးကင်းစစ်သွားခဲ့ပါတယ်။ဒီအဖြစ်ပြက်တွေအပြင်အခြားဖြစ်ပျက်တွေအများကြီးကကျန်းသာနေကြတာတော့စိတ်ပိုင်းဖြံမှုနဲ့မှန်ကန်တဲ့နည်းလမ်းတွေရှိရင်ဝေကြီးထက်ကဲကိုကျော်လာနိုင်တယ်ဆိုတာပါပဲ။ဝေကြီးဖြစ်စီမှုခံစားနေရတယ်ကိုရောက်တယ်မဟုတ်ဘူးဆိုတာကိုတတိယပါ။လူများစုကငွေကြီးကြီးကြောင့် ဖိတ်ဖီစီမှုခံစားရပြီးတော့ငွေရေးကြီးခက်ခဲတွေကြုံရတာဟာရှက်ရှက်မဟုတ်ပါဘူးလူသားမုံများစွာဒီလိုခက်ခဲတွေကိုရင်ဆိုင်နေကြပါတယ်အချိန်မှသေးတဲ့ခြေလမ်းတစ်ခုပဲလှမ်းပါအရာအလုံးကတညတည်းနဲ့ဖြည့်ရှင်းမှုမလိုပါဘူးယုံကြည်ရတဲ့တကယ်ချင်းပြီးသားစုတော်မမို့ချမ်းကျေသူတွေကိုကူညီကြပါဝကြီးကြံပေးအကျိုးရေးကြံပေးဒါမှမဟုတ်စိတ်ကျမ်းမာရေးကျွမ်းကျင်သူတွေရဲ့လမ်းညွှန်မှုနဲ့အကူအညီတွေကိုရယူနိုင်ပါတယ် ကိုကိုကိုစိတ်ရှိတီးခံမိကျင်တာအသက်အကြွတွေဆိုတာရှိမှဖြစ်ပေမဲ့ရှေ့ဆက်လမ်းနဲ့ခြေလမ်းနဲ့အောင်မြင်မှုတစ်ခုပါပဲ။ဒါငွေကြီးကြီးဆိုရင်ပူပန်မှုတွေနဲ့တောပါလာတတ်တဲ့ဆေးပီးစီမှုကိုရှော့ချစေနိုင်ပါတယ်။ကိုရဲ့ငွေကြီးအနာဂတ်ကိုပြောင်းလဲနိုင်စွာ ကိုမရှိပါနဲ့။မနေ့ဒီနေ့ပဲပထမဆုံးခြေလမ်းကိုလှမ်းလိုက်ပါ။ရှေ့ဆက်လမ်းနဲ့ခြေလမ်းနဲ့ဟာငွေကြီးပီစီမှုကရုံးထွက်ပြီးတော့ပုံမှန်ငြိမ်းချမ်းပြီးပြေဆုံးတဲ့ဘဝကိုတည်ဆောက်ဖို့အောင်မြင်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။ ကဲဒါဆိုရင်တော့ငွေကြေးစီမံခန့်ခွဲမှုကိုလုတ်တင်တဲ့အချက်ဆက်ချက်နဲ့ရှောက်တင်တဲ့ဆက်ချက်ကိုချင်းချုပ်ဖတ်ပြောပြပေးပါမယ်။လုတ်တင်တဲ့အချက်အချက်ဆက်ချက်ဗတ်ချက်ရေးဆွဲပါငွေငွေနဲ့အသုံးစရိတ်ကိုစနစ်တကျစီမံပါ။အသုံးစရိတ်ကိုခြေရာခံမှာပတ်စံဘဲမှာသုံးနေဆိုတာသိအောင်လုပ်ပါ။အရေးပေါ်ရန်မုံငွေကိုတည်ဆောက်ပါ။မမျော်လင့်တဲ့အသုံးစရိတ်အတူဝငွေစုပါအကျွေးတွေကိုစနစ်တကျစီမံပါအတူနှုတ်အများဆုံးအကျွေးတွေကိုဦးစားပေးဆက်ပါ ွေဝင်တော့အောင်ရှာပွေးပါလမ်းစာတိုးတောင်းတာအခြေပိုင်းလုံလုံတာဆားလာတွေကိုလုံပါမလိုအပ်တဲ့သုံးစရည်တွေကိုရှော့ချပါစိန်ခံပစ္စည်းမလိုအပ်တဲ့ဝေဆောင်မှုတွေကိုရှော့ပါဝကြီးဆိုင်ရာပန်းနံတွေချမှတ်ပါရည်တူရည်ရှိပန်းနံတွေထားရှိပြီးတော့စူးစားပါဝကြီးဆိုင်ရာဗဟုတုတတွေတိုးပွားလုပ်ပါဆောင်းဖတ်တာတွေစိန်နှုတ်ပွဲတွေတက်တာတွေစားတာတွေလုပ်ပါညနေတူတွေစီကနေအကြံဉာဏ်တွေရယူပါငွေကြေးကြံပေးအကျွေးကြံပေးတွေ့နဲ့တိုင်းမင်ပါကိုကိုကိုစိတ်ရှိသီးခံပြီးအားပေးပါငွေကြေးချင်တွေတိုးတက်ဖို့အတွက်ချင်ယူရပါတယ် နောင်တင်တဲ့အချက်တွေကတော့ဘန်ဂျက်မရှိပဲပတ်စံ၃ချင်းအကျွေးတွေကိုရင်းလျူရှုခြင်းအရေးပေါ်ညံ့မှုမစုဆောင်ခြင်းငွေငွေထက်ပို့သုံးခြင်းအကျွေးသစ်တွေထက်ယူခြင်းငွေကြီးကြီးကြီးကိစ္စတွေရှောင်လဲခြင်းမကောင်းတဲ့အကျင့်တွေရုပ်ချေဥပမာအရက်လော်ဂျိုတောင်းခြင်းလောင်းကစားလုပ်ခြင်းကိုကြီးဆိုင်ရာဘဝတုတ္တမဲ့ခြင်းအကူအညီမရှာခြင်းကိုကိုကိုအပြစ်တင်ခြင်းစသည်လိုပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကနေပြီးတော့ငွေကြီးနဲ့ဖက်သက် ဖြစ်စီမှုနဲ့ပတ်သက်ပြီးတော့ဗဟုသုတတွေအများကြီးရရှိသွားမယ်လို့ပြောလိုပါတယ်။ကိုရင်ငွေချင်းအခြေအနေကိုကိုယ်တိုင်ထိကျုံလာစွာရှိတဲ့ဆိုတာကိုလည်းသိရှိသွားနိုင်မယ်လို့ယုံကြည်ပါတယ်။အားလုံးပဲငွေကြီးဖြစ်စီမှုကင်းဝေးပြီးစိတ်ချမ်းသာကိုချမ်းသာလာတဲ့ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်။